မင်္ဂလာပါဘောလုံးချင်းကြီးကိုလည်းနေကောင်းကြမှာချမ်းသာကြပါလေကျွန်တော် YouTube channel လေးကနေအားလုံးကိုကြိုဆိုပါရယ်ဒီနေ့မှာ preview လုပ်ပြီးမယ်ပွဲစဉ်တွေကတော့ဒါပေါ့ချောင်ညမှာပေါ့နော်ညီကိုကြီးကံမဲ့ပွဲစဉ်တွေဖြစ်ပါတယ်နော်ဒါဘူနက်စ်လီကာဖင်ပိုင်ယန်နဲ့ဘရီမင်ကမြန်မာဆန်နိုတင်တနိုင်းကံမှာပေါ့နော် အဲမင်းနကတော့349နဲ့ဂူပေါင်းကြီးလေးလုံး6ဖက်ရှော့ငါတော့ဂူပေါင်းကြီးပေါ်ဒီရေတော့မိုင်းရအောင်ပဲပြီးထားတယ်တစ်ဖက်ကဘိုင်းရဲ့လက်ရှိ performance ကလည်းကြောက်ခမန်းလီလီဖြစ်နေတာလည်းပါတော့ဗျာကျွန်တော်ထင်တယ်သူတို့နောက်ဆုံး10ဝက်ဆက်လောက်ရှောင်းမှမတွေ့သေးဘူးဗောနဒါတတော်စရားမှကြည့်မယ်ဆိုရင်ဘိုင်းရအဆင့်တစ် breaming 14ရှိတယ်ဗောန point အနေထားကြည့်မယ်ဆိုဘိုင်းရ17မှတောင်ရှိတယ်ဗောန breaming က6မှထပ်ပဲရထားတယ်ဗောဗျာအဲမြူနစ်ရဒါ sort ထားတဲ့ပွဲတွေကတော့တောက်လျှောက်ကြီးဗောနဒါအင်ဝင်းနေမှာဆိုဂူပြက်ဂူပြက်နိုင်ထားတာမျိုးတွေအောင်တွေ့ရတယ်ဗော ဒီနှစ်သိရင်တော့တွေ့ဆုံခဲ့တဲ့ head to head 10ချိန်ကိုကျွန်တော်ချင်းချိန်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဘိုင်ယန်က10ချိန်နဲ့ထားဘူးတဲ့တချိန်တည်ရင်တဲ့ချိန်ကတော့ Bremen နိုင်ထားဘူးတဲ့ပေါ့နော် Bremen ရဲ့ဒါ Bundesliga performance ကိုကြည့်လိုက်မယ်ဆိုရင်လည်းအားရစရာတော့မကောင်းပါနဲ့ tight fit က goal တွေရတော့ရနေတယ်တွေ့တယ် attacking ဦးစားပေးတယ်ပေါ့ဗျပြောစင်တာတော့ဒါသူတို့နိုင်ထားတာဒါဝေးဝဲမှာမိုချန်ကလဘတ်ကိုနိုင်ထားတယ်အိမ်ဝဲမှာလီဗာပူးစံပြီးဆော့ထားတယ်ဂျာနက်နပွဲဖရန့်ဖွန်နဲ့ ဒါ Brimming နေတော့သူတို့ရှုံးခါတွေ့ရတာကိုလုံးတောက်လျှောက်ဂိုးပေါ်တွေကြားတယ် attacking ဦးစားပေးရပုံကမျိုးပေါ့ဗျာဒီပွဲစဉ်ပြီးရင်ဗိုင်ယာကတော့ power host နဲ့နော် champion league away win ကံတွေကလည်းရှိတယ်ဒါကတော့တစ်ချက်သတိထားရမယ့်အချက်ပေါ့ဒီပွဲစဉ်အတွက်ဖွင့်ထားတဲ့ once to osport ကြီးမှာကဗိုင်ယာအသင်းအနံက၈ပြားပေးရမှာဖြစ်ပါတယ် once to osport ကြီးမှာပေါ့နော်တေရီကို73စား Brimming ကိုအနံကို19စားပေးထားပါတယ်ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဗိုင်ယာ body ပဲကြိုက်ပါတယ်ဗိုင်ယာပြတ်သွားမယ်လို့ထင်ပါတယ်၃လုံးကတော့နောက်ထပ်တစ်ပွဲကတော့ဒါ စပိန်လာလီဂါကဂီရိုနာနဲ့အက်စကွန်နီရိုရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဂီရိုနာအသင်းက level 30ဘူပေါင်းကြီးနှလုံး90ရှုံးထုံးမှာပေးထားတယ်။ဒါ table မှာကြည့်မယ်ဆိုရင်အာအက်စကွန်နီရိုအဆင့်၄7မှဒါအဆင့်20မှာရှိတဲ့ဂီရိုနာကအဆင့်၄ရရှိတဲ့အက်စကွန်နီရိုပြန်အောင်ကြောင်းပြန်ပေးထားတယ်ပေါ့နော် level 30ဆိုမှာပေးထားတာတွေ့ရတယ်။ဒီနှစ်အသင်းရဲ့အရင်ကတွေ့ဆုံခဲ့တဲ့ head to head လေးတွေကိုကျွန်တော်လေ့လာကြည့်မယ်ဖရင်။ ဂီရိုနာ6ချိန်နိုင်ထားဘူးတယ်2ချိန်သေး2ချိန်တော့ expand လုပ်နိုင်ထားတယ်ပေါ့နော်ဂီရိုနာအတင်းရဲ့လက်တလောပေါ့နော်ဒါ short ထားတဲ့ဒါကြီးလိုက်မယ်ဆိုလို့ရှိရင်ဂီရိုနာအားရစရာလုံးဝမကောင်းဒီနေ့မှာတော်တော်ဆွဆူဘွားဘွားဖြစ်နေတယ်စပိန်လာလီဂါ6ဝဲ short ထားပြီး၄ဝဲတော့ရှုံးထားတဲ့အဆင့်ကတော့ရောက်နေတဲ့ဂီရိုနာဖြစ်နေတယ်ပေါ့နော်အဲရှုံးထားတာတွေလည်းကြီးလိုက်မယ်ဆိုရင်တော့ကြောက်ခမန်းလီလီပေါ့နော်ဘယ်လ်ကန်နိုအင်ကွဲမှာရှုံးတယ်ဗီလာရီယိုရှုံးတယ်စီဘီလာကိုရှုံးတယ်ပေါ့နော်လီဗန်တီလိုအတင်းရှုံးတယ် ်သူစော့ခဲ့တာတော့နောက်ဆုံး Atletico Bilbao 11 store ထားတာတော့တွေ့ရတယ်ပေါ့နော်ဘူတိုက်စစ်ကဂိုးရဖို့တော်တော်ခက်ခဲနေတဲ့ပုံစံမျိုးမှရှိတယ်တစ်ဖက်က Espanyol ကိုကြည့်မယ်ဆိုရင် Espanyol ကတော့3ပွဲနိုင်2ပွဲတည်2ပွဲရှုံး Espanyol တိုက်စစ်ကပွဲနိုင်လို့လို့အလုပ်ဖြစ်တာတော့တွေ့ရတယ်ပေါ့နော်နောက်တင်းလုံးကလည်း attacking ဦးစားပေးတယ်တစ်ဖက်ကခံစစ်လက်မကောင်းဘူးဒီဘက်ကလည်းခံစစ်ကလည်းကျိုးနေတဲ့ပုံစံမျိုးမှရှိရပါတော့ဒီပွဲစဉ်မှာတော့ချုပ်ကစားသမားတွေလွဲချော်ဖို့ရှိရပါတော့ဒါဂီရိုနာမှာဆို Carlos တို့ Lopez တို့ Lucas သမားမျိုးတွေရှိမယ် ်အစပန်ယောကတော့ဒိုင်ယန်နဲ့ပွဲဖက်ကစားသမားတွေကင်းစင်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ဗီရိုနာအတင်းနိုင်ကို2.40တေကို3.20ပေါ့နော်ဒါအစပန်ယောအနိုင်ကိုတော့3စပေးထားပါတယ်ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ပြီးရင်ဘော်ဒီမှာတော့ကျွန်တော်အစပန်ယောပဲရွေးချယ်ပါတယ်တေလောက်တော့ဆော့နိုင်မလို့3သမိတယ်ပေါ့နော်နောက်ထပ်တစ်ပွဲကြည့်ရမယ်ဆိုလို့ရှင်ပြင်သစ်လီဂူကစရက်စ်ဘော့နဲ့မာဆေးလိုရဲ့ပွဲစဉ်ဖြစ်ပါတယ်မာဆေးအတင်းက level 90ဂူကောင်းကြီး360ဆိုမှပြထားတယ်မာဆေးကတော့ PSG ကိုနိုင်ပြီးမှသူတို့ပေါ့နော် OG ဘုံနဲ့နိုင်ပြီးမှဒါစိတ်ဓာတ်ဆိုင်ရာအမြင့်ဆုံးရောက်နေတယ်လို့တော့ထင်တာပဲဒီနှစ်တင်းရဲ့ဒါ table မှာချိန်မဲ့ stress board အဆင့်၄မှာဆေးအဆင့်၆ဒီနှစ်တင်းကြမှာ၃မှတ်ထက်กว่าတယ်ပေါ့နော်အရင်တော့တွေးဆောင်ထက်ဘူးပဲဒါ history လေးတွေကိုကြည့်မယ်ဆိုလို့ရှိရင် stress board တစ်ကြိမ်မနိုင်ထားဘူးလေ၆ကြိမ်ကရင်နဲ့၃ကြိမ်မှာဖင်းနိုင်ထားတယ်ပေါ့ stress board against sort ထားတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင် तू က conference league လဲ sort ရရတယ်ဆိုတော့ပေါ့နော်ပွဲတွေနည်းနည်းစိတ်တယ်ပေါ့နော် ။ဟောသူကတော့အဓိကတော့ဂိုးအောက်ကိုပဲဥတီတယ်ဗောနော။ဂိုးအောက်ကိုပဲဆော့ထားတာများတယ်ဗောနော။သူဆော့ထားတဲ့ပွဲစဉ်တွေပစ်ချာကြည့်လိုက်မှဆိုဂိုးအောက်က၅ပွဲလောက်တော့ထားတယ်။ဂိုးပေါ်ကတော့၂ချိန်၃နေကပဲရှိမယ်ပုံမှန်ငုံမရှိရောဗောနော်။အားလုံးသူဆော့ထားတဲ့ဒါနှစ်ပွဲဆက်ကြည့်လက်ပြန်အောင်ဒါလီဟာဘာ1ဇီနဲ့နိုင်တယ်ဗောနော်။ပြီးတော့ပဲရစ်ကို32ဆိုတဲ့ရန်နံငိုင်းထားတာလည်းတွေ့ရတယ်။မာဆေးအတင်းကိုကြည့်မှဆိုရင်မာဆေးကတော့ဒီပွဲပြီးရင်ချန်ပီယံလိလအေဂျင့်နဲ့အင်ဝဲမှာကံစီကတော့ရှိသေးရေပေါ့နော် ကံမစီအတင်းအဝေးဝင်လုံးကကောင်းတဲ့အတင်းထဲမှာမပါဘူးပေါ့နော်တိုက်စစ်တော့ကောင်းပါတယ်ဒါပေမဲ့ခံစီညံ့နေပေါ့နော်ကျွန်တော်တို့အလိုပဲသုံးသပ်မိပါတယ်ဒီပွဲစဉ်အတွက် Fun Night Rise to All Sport ကြီးမှာဆိုရင်ဒါ Stress Board အနိုင်ကို3.60ပေါ့နော်အာတေကိုလည်း3.60ပဲပေးထားပါတယ်မာဖီအနိုင်ကိုတော့၂0ပေးထားပါတယ်ကျွန်တော် Ancient အသင်းမဲ့ကြိုက်တယ် Stress Board ပဲကြိုက်တယ် Stress Board လည်းဒီပွဲစဉ်ပြီးရင် Conference Resort ရရှိသေးတယ်ပေါ့နော်ကျွန်တော် Stress Board ပဲကြိုက်ပါတယ်တကယ်လို့ဘိုးပေါင်းရိုက်ချင်တယ်ဆိုရင်တော့ဒါဘိုးပေါင်းအောက်ပဲကျွန်တော်ကြိုက်တယ်ပေါ့နော် အင်္ဂလန်ချန်ပီယံရှစ်က West Brom နဲ့ Leicester City တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် West Brom က level 49ပေါင်းကြီးနှလုံး50ဆိုမှပြေးထားတယ်ပေါ့နော် development ခင်အပေါ်မှာရှိနေတဲ့အသင်းကိုအောက်ကအသင်းကလမ်းပြပြန်ပြေးထားတယ်ပေါ့နော်ဒါပေမဲ့ရပ်မှတ်ပိုင်းမှာတော့မကွာကြဘူးပေါ့နော် West Brom က10မှ Leicester 17မှရှိတယ်ပေါ့ဗျာဒီနှစ်သင်းအရင်တော့တွေ့ဆုံခဲ့မှုတဲ့ဒါ story history ကိုကြည့်မှဆိုလို့ရှိမှာနော် The West Brom တဲ့ချိန်နဲ့နှစ်ချိန်ကတည်းကခုနှစ်ချိန်ကဒါ Leicester City နဲ့ထားရလဲတွေ့ရတယ် West Brom ကတော့ခုနောက်ဆုံးနဲ့ပွဲစဉ်လည်းသူတို့ရှုံးထားတယ်ပေါ့နော်။ဒါအင်တော့ကဒါ Spartan ကိုကင်သွားတဲ့ Ryan Mason ရဲ့အတင်းဖြစ်တယ်ပေါ့ဗျာ။ Leicester City အတင်းကိုကြည့်မယ်ဆိုရင် Leicester City ဆော့ထားတဲ့ Championship တွေကြည့်မယ်ဆိုရင်သူက Tight fit ကတော့ဂိုးတွေရတာတွေ့ရတယ်ပေါ့နော်။ခံတစ်ကတော့နည်းနည်းလေးတည်ငြိမ်နေတာမျိုးတော့မတွေ့ရဘူး။ဒါပေမဲ့မဆိုးလောက်ဘူးပေါ့နော်။ Quick Leicester performance ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဂိုးပေါ်ကတော့၃ချိန်ကြာပြီးဂိုးအောက်ကဒါ၃ချိန်နီးပါးတော့ကြာထားတဲ့အတင်းဖြစ်ပေမဲ့လည်းပွဲတိုင်းလိုလို ကိုရရအောင်တင်ထားတယ်ပေါ့နော်။ဒါ West Run ထက်တော့နည်းနည်းလေးတာအင်ထမ်းမှာရှိရယ်။ဒီပွဲစဉ်အတွက် front ထားတဲ့ Wines to Osprey မှာဆိုရင် West Run အနိုင်ကို2.15တရီကို3.30ပေါ့နော်။ Leicester အနိုင်ကို3.25ဆိုမှပေးထားပါတယ်။ကျွန်တော်တို့ဒီပွဲစဉ်မှာ Leicester ကြိုက်ပါတယ် Leicester body ပဲကြိုက်ပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကိုပေါ့နော်ကျွန်တော်တောင်းတမ်းမှာဆိုရင်ပြင်သစ် Liverpool က Lip 2ကပေါ့နော်။ Rodas နဲ့ Paul ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Ancient Rodas က level 90ဘူပေါင်းကြီး380ဆိုမှပေးထားတာတွေ့ရပါတယ်။ ဒီဘက်မှာကြည့်လိုက်မယ်ဆိုရင်ဒါပေါ်အတင်းကအစင်3 rodes ကအစင်ခွန်ဒီနှစ်တင်းညားထဲမှာရမကသုံးမှတ်ပဲကိုရတယ်ပေါ့နော်ဒီနှစ်တင်းတွေ့ဆောင်ဖူးပဲဒါ head to head ကိုကြည့်မှာဆိုရင် ancient အတင်းက9ချိန်နဲ့နှစ်ချိန်တည်း3ချိန်ကပေါ်နိုင်ထားတယ်လည်းတွေ့ရတယ်ပေါ့နော် let the lord ancient အတင်း sort ထားရတာပွဲစဉ်လေးတွေကိုကြည့်မှာဆိုရင်3ပွဲနိုင်2ပွဲတည်း2ပွဲရှုံးပေါ့နော်ဒီအတင်းကအင်ကွင်းမှာဆိုရင်တိတ်မကောင်းဘူးဗျအင်ကွင်းမကောင်းအဝေးကွင်းကောင်းတဲ့အတင်းထဲမှာဒီအတင်းပါတယ်ပေါ့နော်ကျွန်တော်လေ့လာမိတဲ့လောက်ကတော့ ပြီးတော့ဒါအိမ်ဝဲမှာဆိုရင်တောက်လျှောက်ကိုအောက်တီပဲဆော့တက်တက်တာလက်ခဏာလေးရှိနေတာမျိုးလည်းပြန်တွေ့ရတယ်ပေါ့နော်ပေါ်အတင်းကိုကြည့်မယ်ဆိုရင် ပေါ်အတင်းကတော့ဒါအိမ်ဝဲရောအဝေးဝင်းရောအတက်နိုင်ကောင်ပေါ့နော်ဒါအစင်ပြောင်ဆော့တက်တဲ့အတင်းထဲမှာပါတယ်ပေါ့နော်မစိုးဘူးပေါ့ဗျာပြောမယ်ဆိုရင်တော့လက်ရှိ ဒီပွဲစဉ်အတွက် Frontier Wines to Osport ကြီးမှာဆိုရင် Ancient Ten အနံကို2.15မဲ့ရမှာပေါ့နော်တကြီးကို3.40ရရှိမှာဖြစ်ပါတယ်တကယ်လို့အဝေးခွင့်အတင်းကိုရိုက်မယ်ဆိုရင်တော့3.20ဆိုမှရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီပွဲစဉ်မှာ Go Out ကြိုက်တယ်အဝေးခွင့်အတင်းဖြစ်တဲ့ပေါ်ကြိုက်ပါတယ်နောက်ထပ်ဒီပွဲလည်းပြင်သစ်လီဂူ2က Trias နဲ့ NNC ရဲ့ပွဲစဉ်ဖြစ်ပါ Trias ကတလုံး40နဲ့ Go Out ကြီးနှလုံး50ရှုံးဆိုမှာပေးထားတယ်ပေါ့နော်ဒီပွဲမှာကြည့်မယ်ဆိုရင်ဒါ Trias ကအစင်းနဲ့16မှ NNC က ရှင်းမှတ်ပေးရတာပေါ့နော်အစဉ်စက်တက်မှာရှိတယ်ဒီနှစ်တင်းရဲ့တွေးဆောင်ဖက်ဘူးတဲ့ head to head တွေကိုကြည့်မယ်ဆိုရင်ဒါ trials ကတစ်ချိန်မှမနိုင်တာပေါ့နော်နှစ်ချိန်သေးနေနှစ်ချိန်က nnc နိုင်တာတွေးရတယ်ပေါ့နော် trials အတင်းရဲ့ဒါသူ short ထားတဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ lip 2မှာဆိုလို့ရှိရင်စွစွပေါင်း9ပွဲ short ထားရဗျာ9ပွဲနိုင်တပွဲသေးကြီးတပွဲတည်းရှုံးထားတယ် tight sit ကတော့ကောင်းတယ်လို့ခံစစ်ကလည်းကောင်းတယ်ဗျသူနောက်ဆုံး3ပွဲဆက်ကြီးတွေလာအောင်ထားတာလည်းတွေးရတယ်ပေါ့နော် nnc ကတော့အဲ့လိုမဟုတ်ဘူးပေါ့နော် ဝေးခွင်းမှာတော့ဒီအတင်းကလည်းခြေတအားဆိုးတဲ့အထဲမှာမပါဘူး။နည်းနည်းတော့ကျွန်တော်သတိထားရမယ်။ဂိုးတော့ပြန်ပြန် twin တက်တဲ့အတင်းထဲမှာပါနေပေါ့။ဒီပွဲစဉ်အတွက် Fun Data 1 2 of Sport ကြီးမှာဆိုရင် Ancient အတင်းနိုင်ကို68ပြား3ကို3.60အဝေးခွင်းအတင်းနိုင်ကို9စတော့ပြီးထားတယ်ပေါ့နော်။ဒါကျွန်တော်ဒီပွဲစဉ်မှာ Ancient အတင်းဖြစ်တဲ့ Trias နဲ့ဂိုးပေါင်းအပေါ်ကိုစိုက်ပါတယ်။ကျွန်တော်2-1တော့ဖြစ်မယ်လို့တုံ့တက်မိတယ်ပေါ့နော်။နောက်ထပ်တစ်ပွဲကတော့ Anyana Sport နဲ့ Galatasaray ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာအဝေးကွင်းကာလာတာစာရီယာတလုံး60ရှုံ9ပေါင်းကြီး3လုံး20ရှုံတို့မှာပေးထားပါတယ်နော်ကာလာတာစာရီယာဒါလက်ရှိ performance တော့တည်တဲ့အတိုင်းပဲဒါပူရီကီစူပါလိမာတော့ထိတ်ဆုံးမှာပေါ့နော်အဆင့်18မှတ်ရှိရပေါ့ဗျာဆင့်တင်နဲ့18မှတ်ဒါအင်ရှင်အသင်းကတော့ကိုမပဲရထားတယ်ပေါ့နော်ဒီနှစ်သင်းအိမ်တော့တွေးဆောင်ခဲ့ဘူးတယ်ဒါ head to head ကိုကြည့်မယ်ဆိုရင်ကာလာတာစာရီကပဲအသာစီး9ချိန်ရတယ်9ချိန်တည်ရည်တချိန်ကတော့အင်ရှင်အသင်းနိုင်ထားဘူးတယ်အင်ရှင်အသင်းရဲ့ let the law performance ကိုကြည့်မယ်ဆိုရင်9.9တုံးပွဲတည်တပွဲပဲရှုံးထားတယ်ပြီးရင်ဒါ3ခု ချက်အချက်ရောက်တဲ့ပွဲဆိုတပွဲပဲရှိပါတော့လေးလေးလုံးရောက်တဲ့ပွဲတပွဲပဲရှိတယ်ဒါတုံးလုံးရောက်တဲ့ပွဲကနှစ်ပွဲရှိတယ်ဘောနော်ဆွဆူပေါင်းဘောနော်ဒီလိုပြောနေတာပါအဓိကဒါနန်းနန်းလေးခံစစ်ကိုဥသားပေးပြီးဆော့တဲ့ပုံစံမျိုးမှရှိရပါတော့တစ်ဖက်ကဂါလာတာစာရီကိုကြည့်လိုက်မယ်ဆိုရင်ဂါလာတာစာရီကတော့ဒါတောက်လျှောက်ပေါ်တော့နိုင်နေတယ်ဘောနော်ဒါပေမဲ့သူတို့ကတော့ချန်ပီယံလိမှာတော့ရှုံးထားတယ်ပေါ့ဗျာဒီပွဲပြီးရင်သူတို့ကဒါလီဗာပူးနဲ့လည်းဆော့ရမယ်ဆိုတော့တော်တော်လေးပွဲကျတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်လီဗာပူးကတော့ဖလက်ရှစ်ပါဖော်မန်းနဲ့တအားကောင်းတယ်ဆိုတော့ ီဘွဲ့ကိုတော်တော်လေးသတိထားပြီးစောလာမလို့ချင်တယ်။အင်ရှင်အသိအနိုင်ကိုဝိုင်းဝိုင်းဆွဲပေါက်ချင်းမှာတော့အင်ရှင်အသိအနိုင်ကို9စသေးရီကို4.70ပေါ့နော်။ငါးသနီးပေါ့ဗျာ။ရာကနာတာစာရဲ့အနိုင်ကို39ပြားပဲပေးထားပါတယ်။ကျွန်တော်ကတော့ဒီဘွဲ့ထဲမှာရွေးချယ်ရမယ်ဆိုလို့ရှိရင်အင်ရှင်အသိကိုပဲကျွန်တော်အရေးဆုံးရွေးချယ်လိုက်ပါတယ်။ဂိုးပေါင်းကတော့ကျွန်တော်3000ခန့်ပဲစိုက်တဲ့အတွက်ဂိုးပေါင်းအောက်ကိုကျွန်တော်ရွေးချယ်ပါတယ်နော်။